တနင်္ဂနွေသားသမီးမိတ်ဆွေတို့ရဲ့ကန်စာတာဟာ12လပိုင်းတလတာမှာအခိုင်ညံ့နေများစွာနဲ့ကြုံရမယ်။မိမိရွယ်ထားတာကတမျိုးဖြစ်လာတာကတခြားနဲ့မိမိကိုယ်ကို အားမလို့အားမရဖြစ်နေတတ်ပါတယ်။အလောက်ကင်ကိစ္စလေးတွေမှာခက်ခဲအနေငယ်ကြုံပြီးမှအစဉ်ပြေမှုတွေရရှိမယ်။အထက်လူကြီးကိုညီမဆမှုတွေရရှိတတ်ပြီးတော့လုပ်ငန်းဝင်မှာလောက်ဖို့ကင်မများနဲ့တိုက်ခံကိစ္စလေးတွေမကြာခဏကြုံရမယ်။မိတ်ဆွေတို့အနေနဲ့ဘာတုံ့ပြန်မှုမှမ လုတ်ဖဲနဲ့တည်တည်ငြိမ်ငြိမ်နဲ့ပဲဘာမှမဖြစ်သလိုဟန်ဆောင်ပြီးနေထိုင်ပြင်ပါတယ်။စီးပွားရေးလုပ်ငန်းကိစ္စတွေမှာအပြိုင်ဆိုင်နောက်ရက်တွေများနေပြီးတော့မိမိမျောလင်းသလောက်အဆင်မပြေပဲစိတ်ပန်းလူပန်းဖြစ်နေတတ်ပါတယ်။တနင်္ဂနွေသားသမီးမိတ်ဆွေတွေဒီ12လပိုင်းတလတာမှာအလုတ်နေရာပြောင်းရွှေ့ရမယ်။အလုတ်နဲ့သက်ဆိုင်သောခရီးဝေးတွေသွားရမယ်။ တနင်္လာနံလုပ်ငန်းတွေကိုအကြောင်းပြုပြီးတော့အစင်မပြေတာမျိုးလေးတွေခက်ခဲမှုလေးတွေကြုံရတတ်ပါတယ်။ကျွန်တော်ရဲ့တနင်္ကနွေသားသမီးမိတ်ဆွေတွေငွေချေးအကူအညီထောက်ပံ့ကောင်းတွေရရှိမယ်။ငွေအလုံးရင်းနဲ့ဝင်းလာတတ်တော်လဲမိတ်ဆွေတို့အနေနဲ့ ငွေကြေးကြောင့်ပူပန်ရခြင်းငွေကြေးခက်ခဲကြုံရခြင်းဝင်သောငွေမမြဲသလိုမျိုးလေးတွေဖြစ်နေတတ်ပါတယ်အချစ်ရည်မှာချစ်သူချင်းစိတ်တဘောတာကွဲလွဲနေပြီးတော့မိမိပြောသောစကားကို တဖက်လူကအကောင်းမမြင်ခြင်းအချစ်ရည်ကံညှက်မှုတွေနဲ့ဇက်တိုက်ဆိုသလိုကြုံတွေ့နေရခြင်း ဒီစန္ဒလာပိုင်းတလားဒါမှာမိမိချစ်သောသူတွေနဲ့လဲခွဲခွာရမယ်အကြောင်းကိစ္စတွေနဲ့လဲကြုံရတတ်ပါလေအိမ်တော်ကြီးမှာမိမိအိမ်တော်ဘက်ကနားလည်မှုပေးတော်လဲအိမ်တော်ဘက်ရဲ့ဆွေမျိုးမိသားစုဝင်များကြောင့်စိတ်ရခက်မသိစရာအကြောင်းကိစ္စလေးတွေမကြာခဏကြုံရတတ်ပါလေ တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့သားသမီးယရနာတွေဝင်လာတတ်တယ်လို့သားသမီးနဲ့ပတ်သက်သောတရင်ကောင်းနေကြားရတတ်ပါတယ်လူမှုရေးကိစ္စတွေမှာလူရင်းလူယုံများကြောင့်ပူပင်သောက ရောက်ရတတ်ပြီးတော့မိမိဘက်ကဘလောက်ပဲမေတ္တာစိတ်မေတ္တာမှန်နေပေပေ တဖက်လူကမိမိအပေါ်မှာနော်နောက်ကြောကိုဓာတ်နဲ့ထိုးတာမျိုးပြီးသွားတဲ့ခါကျရင်ကြောက်တော့တာမျိုးလေးတွေပြီးတဲ့ခါကျလို့ရှင်ရှိသမျှအဖြစ်တွေကိုကိုယ့်ကို ပုံချတာမျိုးလေးတွေနဲ့ကြုံရတတ်ပါတယ်တနင်္ဂနွေသားသမီးမိတ်ဆွေတွေပညာရေးကျောင်းစာတွေပေါ်မှာစိတ်မပါတယ်လို့မျိုးအာယုံဆိုက်၍မရနေတာမျိုးလေးတွေဖြစ်နေမယ်ပညာရေးမှာကြိုးစားသလောက်မိမိကိုယ်ကို အားမလိုအားမရဖြစ်နေပြီးတော့စာမိုးဝဲရမှတ်တွေနဲနေတတ်ပါတယ်ကျမ်းမာရေးနေတဲ့ ဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတွေအစာမကြေဖြစ်ခြင်းမျက်စိယောဂါခါနာခြင်းခြေထောက်နာခြင်းသွေးနယ်ပတ်သက်သောယောဂဝေဒနာလေးတွေခံစားရတတ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့ဒီ12လပိုင်းတလတာမှာ ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အစဉ်ပြေစေဖို့လက်လာပါတွေနဲ့ပတ်သက်ပြီးတော့ရှင်လန်းစေဖို့ဆိုလို့ရှိရင်အမျိုးသမီးတဝူးကိုပန်းဆက်တပွင့်လက်ဆောင်ပေးပြီးတော့မိษွေတို့မှကြုံတွေ့နေရတဲ့ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့စူးတောင်းပြီးတော့လက်ဆောင်ပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိษွေတို့အနေနဲ့ဒီ၁၂လပိုင်းတလားဒါမှာအရေးကြီးကိစ္စတွေကိုတွားရောက်ရန် ရှိတဲ့သူတွေဆိုလို့ရှိရင်၅ရက်၈ရက် 20နဲ့2ရက်နေတွေမှာအရေးကြီးကိစ္စတွေကိုဆောင်ရွက်မယ်ဆိုလို့ရှိရင်ကံတရားရဲ့ထောက်ပံ့ကောင်းတွေအကူအညီကောင်းလေးတွေမိတ်ဆွေတို့လှူဆောင်တဲ့ကိစ္စတွေမှာစားစားရရာအစဉ်ပြေမှုတွေရရှိစေမှာပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့ဒီဆန္ဒလာပိုင်းတလားဒါမှာအရေးကြီးကိစ္စတွေကိုတွားရောက်ရန်ရှိတဲ့သူတွေဆိုလို့ရှိရင်4ရက်6ရက်20နဲ့6ရက်နေတွေကို အရေးကြီးကိစ္စတွေကိုရှောင်ရှားတင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့ဒီ12လပိုင်းတလားဒါမှာအရေးကြီးကိစ္စတွေကိုတွားရောက်ရန်ရှိတဲ့သူတွေဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့သုံးဆောင်အဝိစာပစ္စည်းတွေမှာကြံရည်ရောင်ကော်ဖီရောင်ပါတော့ lucky color လေးတွေကိုရွေးချယ်ပြီးတော့ဝစ်စင်တင်ပါတယ် အဲ့တော့ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတို့အနေနဲ့ထီဝါသနာပါလို့ထီကန်ဆန်းကျင်တယ်ဆိုရင်မိတ်ဆွေတို့ကန်ဆန်းမဲ့ထီနံပါတ်မှာခွန်စတစ်ဆောင်ပါသော lucky နံပါတ်ကလေးတွေကိုရွေးချယ်ပြီးတော့ကန်ဆန်းတင်ပါတယ် အဲ့တော့ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတွေအားလုံးဒီ12လပိုင်းတလားဒါမှညံ့နေတဲ့ကိစ္စတွေပြေပြောက်ပြီးတော့ကောင်းနေတဲ့ကိစ္စတွေပုံမူကောင်းတတ်တဲ့ကောင်းအောင်ဆိုလို့ရှိရင် မိတ်ဆွေတို့ရဲ့မွေးနေ့နဲ့နဲ့6နာရီရနေပြီးတော့9နာရီအတွင်းမှာမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုကိန်းဖို့17ရက်သို့မဟုတ်ကော်ဖီ17ခွက်သို့မဟုတ်ငပြောသီးမဲ့17လုံးလှူနှမ်းပြီးတော့မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့အခက်အခဲတွေအစဉ်ပြေစေဖို့စူးတောင်းဝေရမှာပဲဖြစ်ပါတယ် ဲ့တော့ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးမိတ်ဆွေတွေအားလုံးဒီ12လပိုင်းဆိုတဲ့တလတာမှာအစိုးညံ့ဟူသမျှဝေးလွင်ပါစေ။ကံကောင်းခြင်းမင်္ဂလာဖျားဖျားနဲ့ပြည့်စုံပါစေ။မိတ်ဆွေတို့လောက်ကိုင်းနေတဲ့အလောက်ကိုင်းနေတဲ့ပတ်သက်ပြီးတော့လည်းပဲเนาะအစဉ်ပြေမှုတွေရရှိပြီးတော့အယောင်းဝယ်လောက်ကိုင်းသူတွေဆိုရင်လည်းရောင်းပန်းတာ၍ဝယ်ပန်းလှပြီးတော့ငွေကြေးလက်လာပါတွင်လည်းပေါ်များစွာဝင်ပါစေလို့ကျွန်တော်ဆုတောင်းမြတ်တာပို့တာရင်ကျွန်တော်ရဲ့တလစာဟောစတဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲစုံတတ်ပါ ါတယ်အားလုံးကိုကျွန်တော်ကျေးဇူးတင်ပါတယ်